ရှင်ပြည့်တော်ပေါ်မင်္ဂလာပါနိုဝင်ဘာလ10ရက်နေ့မှနိုဝင်ဘာလ16ရက်နေ့အထိခုနှစ်သောတမ်းမြောက်အတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းချီးဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုဘတ်ဆရာကြီးဒေါက်တာမင်းနိုင်ခိုင်နေစင်းတဲ့အတိုင်းကျွန်ုပ်ဆရာသိမ်းတဲ့ဆိုမှတဲတော်ဖြင့်သိစိတ်တွစ်စ်ပေးထားပါသည်ဒီနေ့တမ်းမြောက်များခြေတွေတွင်မှာဖက်ဖက်ကချင်းနေကောင်းတွေဂျုံရပါလိမ့်မယ်အလုပ်တွေကိုအရှိန်မြင့်မြင့်လုပ်တဲ့ချင်းမျိုးဖြစ်ပါတယ်အကူညီကောင်းတွေလည်းပေါ်လာပါလိမ့်မယ်ပညာရေးကိစ္စ တင်းနှင်းကိစ္စတွေမှာအထူးပဲကောင်းပါလိမ့်ဆက်တူရှယ်ကိစ္စဆက်လို့ချောမယ်ကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်အဖို့တန်ဆက်ပစ္စည်းမြေအမွေဖုန်းဆိုင်ရင်းကိစ္စတွေဝင်လာပါလိမ့်မယ်မိသားစုထဲမှာတော့ဟိမယာနှမ်းမြက်ကိစ္စတွေကြုံလာပါလိမ့်မယ်အထည်အထီးဖနဲ့လျှက်စစ်ပစ္စည်းအထွက်အပြည့်အပြောက်များနေပါလိမ့်မယ်စီမျိုးချင်းကြောင့်များနေတော့မခေါ်နိုင်မပြောနိုင်တော့အောင်ဖြစ်ရတတ်ပါတယ်။ဒူးရင်းတွေကကျဲမာကြီးအတဲတန်ဖြစ်တတ်ပါတယ်။မိမိကိုယ်တိုင်ကတော့ရှင်ဘက် ဒူနာဒီထားစင်းတဲ့ကာလာမျိုးဖြစ်ပါတယ်အခြေရေးအိမ်တော်ကြီးမှာငရေသူများအနေနဲ့အခြေရင်းမှာမြင်းမြဖြစ်တတ်ပါတယ်ကောင်းသောခွေးချင်းများလည်းဂျုံရတတ်ပါတယ်ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ခဏန်းတွေကတော့ငါးခဏန်းသုံးခဏန်းပဲဖြစ်ပါတယ်ညံနာတွေပြပြပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ဆရာသမားကြီးကဲသူတို့ကိုဆက်ပြလှူဒန်းပေးလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြတော့လိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် တရင်လာတာမျိုးများဒီရက်တွေအတွင်းမှာကံရန်ကောင်းနေပါတယ်။ရည်ရွယ်ထားသမျှရေးစာလုပ်လိုက်ပါ။အောင်မြင်မဲ့အခြေမျိုးလေးဖြစ်ပါတယ်။လုပ်ငန်းသစ်စတာပြီးလက်ရှိလုပ်ငန်းကိုတွက်ချက်တာမျိုးတွေလည်းအလိုမဲ့ကောင်းပါတယ်။လုပ်ပြောင်းမှုနေရာပြောင်းမှုစီစဉ်နေသူများတွေအကောင်းဆုံးချိန်လေးဖြစ်ပါတယ်။ရေနာပစ္စည်းတဲ့တန်တို့ရေထွက်ကုန်အလှကုန်လျှက်စပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအထူးပဲအောင်မြင်မဲ့ခြင်းမျိုးဖြစ်ပါလိမ့်။နိုင်ငံခြားခီးကိစ္စတွေလည်းအောင်မြင်မှုရရှိပါလိမ့်မယ်။အထယ်လေ ထီးဖနက်စနေနေ့နဲ့ပတ်သက်တဲ့လုပ်တွေမှာအဆင်ပြေမှုတွေများတတ်ပါတယ်။ကြီးကဲသူများဆရာသမားတွေနဲ့အဆင်ပြေဖြစ်တာမျိုးကြုံရတတ်ပါတယ်။ပညာရေးကိစ္စတင်နှင်းကိစ္စအင်တာဗျူးကိစ္စတွေမှာလည်းအထင်ကိုကြုံရတတ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ပြီးစိုးစိုးရကြီးမဟုတ်ပေမဲ့ဝမ်းပိုက်ဥကောင်းဒူနာတည်ထားတဲ့မဲ့ကာလာလေးဖြစ်ပါတယ်။နေရသူများဖို့အခြေအေးမှာကြီးကဲသူတွေဝင်ရှုပ်လာတတ်ပါတယ်။ဒီတစ်ပတ်မှာတန်ကောင်းစီတဲ့ကနန်းတွေကတော့ တကနန်းချုပ်ကနန်းပဲဖြစ်ပါလိမ့်ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းနာစီဖို့အတွက်ဖျားရစစူရဲ့တောက်ကြတော့မှာသာသနာနဲ့ဆက်လက်လှူဒန်းပြီးလူရစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်အင်္ဂါသားမျိုးများဒီရက်တွေမှာအပြန်ဆန်လူတွေကြားတဲ့ကအမြင်မှုတွေရရှိပါလိမ့်မယ်လူငန်းတွေစတာတိုးချက်တာတွေလုပ်တင်ပါလိမ့် ရဝီပြပနိုင်ငံငန်းနဲ့ပတ်သက်တဲ့လူတွေလည်းအကျိုးပေးမဲ့ခြင်းဖြစ်ပါတယ်။တစ်တန်သွေရွှေရေထွက်ကုံအတိနံများအကျိုးပေးမဲ့ခြင်းလည်းဖြစ်ပါတယ်။ငွေဟောင်းပစ္စည်းဟောင်းတွေပြန်ရတတ်ပါတယ်။စက်ကိစ္စစက်ကိစ္စတွေမတင်မချဖြစ်နေပါလိမ့်မယ်။ဘာမဆိုအထင်ကုန်လေးတွေဖြစ်ပြီးမှအောင်မြင်တတ်ပါတယ်။လူရင်းတို့ရဲ့အညစ်ကိုလည်းခံရတတ်ပါတယ်။ပညာရေးကိစ္စစာမွေးကိစ္စမြေအမွေဖုန်းကိစ္စတွေမှာအနောက်ရှက်တွေများနေတတ်ပါတယ်။ငွေရှင်မလိမ့်မယ်။ ဒါပေမဲ့လုတ်သေးကိုပြုံဝင်တတ်တတ်တဲ့ဂိမ်းမျိုးလေးဖြစ်ပါတယ်။အင်တော်ရှင်မဲ့ချစ်စီစံများအတွေ့အဖို့တစ်ကလေးတွေကြုံနေမဲ့ဂိမ်းမျိုးလေးဖြစ်ပါတယ်။အထူးသဖြင့်ဘေးစကားများကိုတည်ထားဖို့လိုပါလိမ့်မယ်။ကျဲမအင်းနေနဲ့ကတော့ ဝမ်ပိုက်ဥကောင်းအစ်စ်မြေဂူးဆိုက်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကြံငုံးစီတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍပဲဖြစ်ပါတယ်ညံနာတွေပြပြောက်ပြီး ကောင်းနာတွေပူကောင်းလာစေဖို့အတွက်တန်မိုးတွေကာထာတော်ကိုပရိလိပက်လေးရတဲ့တဲ့နဲ့စိတ်ပြီးလိုရစုတောင်းလိုက်ပါမိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်ဘုရားဥဒ္ဒရာမြတ်ရဲ့တွင်မှာ ထွက်နေဆုံးဆုံးနေတော်တွေပြန်ရတပါတယ်။ငွေဟောင်း၊ပစ္စည်းဟောင်း၊အလုပ်ဟောင်း၊နေဟောင်းတွေနဲ့လည်းပြန်ပြီးတော့ပတ်သက်ရတပါတယ်။ပြဒနာဟောင်း၊ရောဂါဟောင်းတွေလည်းပြန်ပေါ်တက်တာကိုယူဆဖို့လိုပါလိမ့်မယ်။မနာလို့အပြန်ဆိုင်ပေါ်များနေပါလိမ့်မယ်။ဘာမစိုးအပြန်ဆိုင်ကြတဲ့ကအောင်မြင်မှုတွေရရှိပါလိမ့်မယ်။ငွေတားရှင်ပါလိမ့်မယ်။ရဲနာပစ္စည်းတွေလည်းဝင်လာတပါတယ်။လျှက်စီပစ္စည်း၊အလောက်ကုန်၊ကကြော့၊ကွန်ပျူတာ၊ကင်မရာ ချက်ငါစတဲ့လုပ်တွေအချိုးပေးအောင်မြင်မဲ့ခြင်းဖြစ်ပါတယ်။ပြည်တွင်းပြည်ပခီးတွေမှာဒလောဒလောနဲ့မြေမြဖြစ်တတ်ပါတယ်။ဆက်သူရှယ်ယာလို့စာချုပ်စာရန်ကိစ္စတွေမှာဒိဋ္ဌါဖို့လိုပါလိမ့်မယ်။အင်တော်ရှင်များကောင်းသောခွင့်ချင်းကြုံရတဲ့ပြီးငရွယ်သူများတွေမင်္ဂလာလန်းပွင့်တဲ့ခြင်းလေးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိအစာအိမ်သွားသွေးယူဆိုင်ဖို့လိုပါလိမ့်မယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ကိုယ်ကဏ္ဍ၊တုံညကဏ္ဍပဲဖြစ်ပါတယ်။ ညံနာရီပြပြပြီးကောင်းနာရီပူကောင်းနာစီဖို့တွေအိမ်ဖျားမှာခေါဆွဲကြော်နှစ်ပကံလှူဒန်းရင်လိုရစုတောင်းလိုက်ပါမိစေတို့ဤခက်ခဲဒုက္ခများပြပြသွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဂျာသာပရိသတ်မြင်များဒီရက်တွေအတွင်းမှာဟိုဟာလိုရမလို့ဒီရလိုရမလို့လို့နဲ့အချင်းတွေကောင်းကကုံရတတ်ပါတယ်စင်းကွာဖြစ်စရာတွေလည်းကြုံရတတ်ပါတယ်။ငွေကလည်းမဝင်သလောက်ကိုဖြစ်နေပါလိမ့်မယ်။ ရှိပြီးသားငွေတွေပစ္စည်းတွေလည်းပြန်ထွက်သွားတာမျိုးလည်းကြုံရတတ်ပါတယ်ဒီအချိန်မှာပစ္စည်းတွေကိုထုခွဲရောက်ရပြီးတော့လုပ်ငန်းတက်လို့ဖို့စိတ်ကူးပေါ်လာတတ်ပါတယ်မလုပ်သင့်သေးပါဘူးကိုယ့်ထက်ငယ်သူအောက်လိုက်ငယ်သားတွေကအကူအညီကောင်းတွေပေးလာတတ်ပါတယ်မတော်ချင်တဲ့ခီးတွေလည်းတွားရတာမျိုးကြုံရတတ်ပါတယ်အစီအစဉ်မရှိဘဲရုပ်တရည်ခီးတွားရတာမျိုးကြုံရတတ်ပါတယ်အခြေရေးကိစ္စမှာတော့စိတ်ချမ်းသာပါလိမ့်မယ် ကျမ ాయి နေနေကတော့အကျော်စစ်အစာမစီမသွားတွေးဒုက္ခပြီးတဲ့ပါတယ်ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကနန်းတွေကတော့ရှစ်ကနန်းလေးကနန်းပဲဖြစ်ပါတယ်ညံနာတွေပြပြပြီးကောင်းနာတွေပူကောင်းလာစီဖို့တွေ့အင်ဖျားမှာအုံနှုတ်ခေါ်ဆွဲလှူဒန်းပြီးလူရစု တောင်းလိုက်ပါမိတ်ဆွေတို့ရဲ့ခက်ခဲဒုက္ခများပြပြသွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်တောက်ကြသားသမီးများဒီရက်တွေတွင်မှာဘာပဲလို့လို့အဆင်ပြေနေပါလိမ့်မယ် ကြီးကြီးမားမားအမိမှုတွေလည်းကျုံရတတ်ပါတယ်။ရည်ရွယ်ချက်တွေလည်းအထမြောက်လာပါလိမ့်မယ်။ဒီချိန်မှာအကြောင်းကြောင့်ရထားတဲ့အလုပ်တွေလုပ်ငန်းဟောင်းတွေပြန်ရရတတ်ပါလိမ့်။နေရာဟောင်း၊မယောဆွေဟောင်းတွေအဖြစ်ပြက်ဟောင်းတွေနဲ့ပြန်လည်ကျုံရတတ်တဲ့ချိန်မျိုးလေးဖြစ်တတ်ပါလိမ့်။ငွေတွေလည်းဟိုကဝင်ဒီကဝင်နဲ့ရစားရှိတာတွေထင်းငွေတွေဓာတ်တွေလည်းရရှိလာပါလိမ့်မယ်။စက်တူရှယ်ယာလုပ်ငန်း၊စက်ပစ္စည်း၊စာရွက်စာနယ်ကိစ္စတွေကတော့အဆင်မပြေဖြစ်တတ်ပါလိမ့်။ ခီးကိစ္စတွေလည်းအထက်ကွန်များနေပါလိမ့်မယ်။အခြေအနေနဲ့ပတ်သက်ပြီးရည်ရွယ်ထားသမျှဖြစ်လာပါလိမ့်မယ်။ကျမကြီးအနေနဲ့ကတော့ အစာမစီမတွားတွေးဒုက္ခပိတတ်ပါ रे ဒီတစ်ပတ်မှာကံကုန်းစီတဲ့ခဏန်းတွေကတော့၃ငန်း၆ကဏန်းပဲဖြစ်ပါ रे ညံနာတွေပြပြပြီး ကောင်းနာတွေပုကောင်းလာစီဖို့အတွက်ဖျားသစုကိုတွားပြီးမွေးနံတောင်းမှာရှက်ဖြူတက်စီလူတန်းရင်လူရစု တောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများ ပြပြသွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် စနေသားမျိုးများရေးတွေအတွင်းမှာငွေထူးရှင်နေပါလိမ့်မယ်အလိုမင်္ဂလာပွဲတော်တွင်တွေလည်းကြုံရတတ်ပါတယ်အဲ့ဒီနေ့တွေမှာထီထိုးနိုင်ပါတယ်နိုင်ငံခြားလူမျိုးစုံနဲ့ပတ်သက်တဲ့အလုပ်တွေအောင်မြင်မဲ့ခြေမျိုးလေးဖြစ်ပါတယ်ပြည်ရင်းခီးတွေလည်းကောင်းနေပါတယ်အိမ်အစာအုပ်ကိစ္စတွေအောင်မြင်ပါလိမ့်မယ်အထည်အထိဖက်နဲ့အလျက်စပစ္စည်းထီကားကြော့ကွန်ပျူတာကင်မရာကျက်ငါစတဲ့အလုပ်တွေတိုးချက်တဲ့အချိန်လေးဖြစ်ပါတယ် ်မြေအမွေဖုန်းကိစ္စများပညာရေးတင်းတဲ့ကိစ္စတွေမှာဆက်ရှုရတက်ပါတယ်အင်တော်ရှင်များဖို့အစီအမျိုးတွေများနေပြီး ခြေစုစမ်းများအတွက်ကတော့ဂျီနူးချမ်းမွေးပွဲရသတင်းကောင်းတွေကြားတတ်တဲ့ခြေမျိုးဖြစ်ပါတယ်ကျမ်းမာရေးနေနဲ့ကတော့အာယုံကျော်လီ 1c မျက်စိ view site ပို့တူပါလိမ့်မယ် ဒီတစ်ပတ်မှာကံကုန်းစီတဲ့ကနေတွေကတော့လေကနန်းတက်ကနန်းပဲဖြစ်ပါတယ်။ညံ့နာတွေပြပြပြီး ကောင်းနာတွေပူကောင်းလာစေဖို့အတွက်အိမ်ဖျားမှာနန်းကြီးတို့နှစ်ပွဲလှူဒန်းပြီးလူရစု တောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြသွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ ခொနည်းတမ်းပြည့်တဲ့ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဗတ်ဆရာကြီးဒေါက်တာမင်းတိန်ခိုင်တပင်းဖြစ်တော့ကျွန်တော်ဆရာသိန်းနဲ့ဆိုမှဆွတ်တောင်းမြတ်တာပို့တာလိုက်ပါသည်